ရေစည်းနဲ့ဆိုတော့ဒီကနေမရအောင်ဟိုကနေရအောင်မှာအဲဆိုရင်ရေအမှန်880ကိုနော်နည်းနည်းပဲလူတော့တယ်တက်လားဆိုရင်ရေမှန်880ကိုတဲ့ဆိုရင်ရေမှန်880ကိုမနက်ကတော့အကူတယောက်တင်လာတာမြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းတွာချက်အရာကတဲ့ပကူးမျိုးရဲ့မြင့်ရေဟာ880စင်တီမီတာတဲ့ဆိုရင်ရေမှန်က845စင်တီမီတာတဲ့ အမနီကတော့ဟိုဒါမနက်ကတော့6နာရီခွဲတိုင်းတော့ချက်ရပါတော့အခုကကျွန်တော်ဒီနေရာကိုရောက်နေတာအဘကူမြစ်မပေါ်တော့ရေရတော်တော်စီးဆင်းလာတဲ့စပိုင်းတို့ခေါင်းစည်းကျွန်းတို့ကျွန်းတရာတို့ဘက်ကိုရေတွေဝင်နေပြီနော်စပိုင်းတွေကိုလည်းရေတွေဝင်နေပြီမနေ့ကတော့စပိုင်းကတော့ရေမဝင်သေးဘူးအခုလှမ်းကြည့်လိုက်တဲ့အချိန်မှာစပိုင်းတွေကိုရေတွေဝင်နေပြီပရီတက်လန်းထိတ်တက်တဲ့ရပလီခေါင်းလမ်းကိုလည်းရေတွေဝင်နေပြီ ပြီးတော့ရွှေနေသာဘုန်းကြီးချောင်းရှိရလမ်းနေတဲ့ကိုလည်းရှိနေဝင်နေပြီเนาะဒါတရုတ်ဆာကဒါဒီကနလန်ကျွန်တော်ပန်းညံထဲကနေပြီးတော့ကျွန်တော်ရိုက်ပြနေတာပေါ့ဟိုးအရှိမ P1 ဆိုတဲ့ P1 ဆိုတဲ့နေရာမှာเนาะအမှဆိုရင်ရေမဲ180တဲ့အဲ180ကိုမှီဖို့တထွာလောက်ပဲကြံတော့တယ်ဗျเนาะအမှ P1 နဲ့အမှဆိုရင်ရေမဲ180တဲ့ အောက်ပိုင်းအနေပိုင်းရက်ကွက်များကြိုတင်ပြင်ဆင်ပေးဖို့ကြိုတင်ပြင်ဆင်ထားဖို့အတွက်ကိုကျွန်တော်တင်ပြအပ်ခြင်းဖြစ်တယ်နော်ဘာမှတော့မဟုတ်ပါဘူးဒီပကိုးမျိုးဟာနှစ်စဉ်နှစ်တိုင်းရေကြီးရေရှမ်းတာဒါထုံးစံအတိုင်းတမစင်အတိုင်းဖြစ်နေတဲ့အတွက်ကြောင့်နော်ဒါကြိုတင်ပြင်ဆင်လို့ရအောင်လို့ကြိုတင်ပြင်ဆင်ပြီးရအောင်လို့ကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနော်အခုဒီဥစ္စာကဒါဇိုင်းမြောက်ကန္နလာနေပြီးတော့ကျွန်တော် 18လမ်းဘေလီတံတားဘက်ကိုကျွန်တော်ရိုက်ပြနေတာပါဒါဒီဘက်ကကြတော့ဒါဟိုဘက်ကဈေးဟိုမှာဟိုမှာဟိုမှာဟိုအရင်တုန်းကဆိုလို့ရှိရင်အခုတမနော်ကျွန်တော်ဆွဲပြပေးမယ်နော်အဲ့မှာမနေရထီကိုအဲ့ဒီထဲကိုဝိုင်ထဲကိုရေမဝင်သေးဘူးအခုဝိုင်ထဲကိုရေဝင်သွားပြီတွေ့လားအဲအဲ့ဒီပေါက်ထဲကိုရေဝင်သွားပြီနော်အဲ့မှာတော့ဒါတော့မှအဲ့ဒါတော့မှမာဝါးတွေတစ်တွေတုတ်တွေအမိုက်တွေနဲ့ပေါက်ပိတ်နေလို့နော် ဘက်အပေါက်ဆိုရင်ဒီဘက်ဘက်ကကျွန်တော်ဒီနားကနေမမြင်ရဘူးတရားဘက်ကနေတွားရေးပြမှကျွန်တော်မြင်ရမယ်အဲအပေါက်လေးတော့နည်းနည်းလေးမြင်ရတယ်ရေစီးစင်းနေပြီနော်ကျွန်တော်တရားပေါ်ကိုလမ်းလျှောက်မယ်ဥဝေတောင်းနှစ်ပါလမ်းလျှောက်ပြီးလိုက်ပြီးရိုက်ပြလိုက်အောင်မယ်ဟိုးဟေး နှွေးကြတော့ယူလာတယ်ဖုံးကြတော့ထားခဲ့ဝမ်းသာပါလေအကြည့်ပေးအောင် စပိုင်းတို့ကျွန်းတရာတို့ခေါင်းစည်းကျွန်းတို့တော့ဝင်လာပြီဆိုလို့ရှိရင်ဒီဒီကြောက်ကြီးစုစီမံကိန်းတိုးချဲ့ရထားလမ်းပတ်ချမ်းနေရတာဘလို့နေမလဲမသိဘူးဘကူးမြို့တဲ့ဘယ်မြို့မှာလဲတဲ့ဘကူးမြို့မှာပါမနေ့ကတော့ကျွန်တော်ဟိုးဟိုးမှာတင်ပြထားတဲ့ဟိုဘက်ကအထက်တောင်မှာအခုမြုပ်သွားပြီနော်မနေ့ကမြမဆန်တော်တင်6နာရီခွဲတိုင်းတွားချက်အရမှာဘကူးမြို့ရဲ့မြစ်ကအစွန်းရင်ဘက်က180ဘကူးမြို့ရောက်နေတဲ့ချိန် ဆိုရင်ဒီမှာက145စင်တီမီတာထိရောက်သွားပြီเนาะရေစင်းကြီးတော့ကြည့်ပါဦးကျေးဇူးပါဟုတ်ကဲ့လာကျွန်ဆွဲပြမယ်ဟိုမှာရေစီးနေရေဝင်နေပြီတဲ့လားဘာလဲဘာလဲဘာလဲရေရောရနေတာလား ရေဝင်နေပြီရေဝင်နေပြီနော်တရားမှာရေဝင်ပြီးရေစီးဆင်းနေပြီအခုကျွန်တော်ဒါ live လွှင့်နေတဲ့အချိန်ရပေါ့နော်ဒါမြန်မာစံတော်ချိန်9:00နာရီခွဲပြီး10မိနစ်အချိန်ပေါ့ဒါပကိုးမြစ်ပကိုးချောင်းညရေစီးဆင်းနေမှုနော်အမဝဲခရက်ကိုကြည့်ခြေတားဆင်းနေခြေတားစီးတယ်မနေ့ကတော့ဟိုးကနေရာကိုကျွန်တော်ရိုက်ပြတယ် မနေ့ကအတိရိုက်ပြတဲ့နေရာမှာမနေ့ကတော့အထစ်လေးရှိသေးတယ်အခုအတိနေရာမှာအထစ်မရှိတော့ဘူးဟောတော့ရေဝင်နေတော့လားရေဝင်နေပြီ နေရတော့ဟိုးကနေရအဲအဲ့ဒီနေရမနေရတော့အထက်ကလုံးဝမြုပ်သွားပြီကြောက်ကြည့်စုအမြဲတမ်းအပိနေပါတဲ့ကြောက်ကြည့်စုရေစဝင်နေပါပြီရှင်တဲ့ဩဟုတ်ကဲ့ကျွန်တော်ကြောက်ကြည့်စုဘက်ကမရောက်သေးဘူးเนาะကျွန်တော်ကြောက်ကြည့်စုဘက်ကိုအခုကျွန်တော်လာကြည့်มาဖြစ်ပါတယ်လာကြည့်ပြီးတော့ဘကိုးမျိုးရဲ့ဒီတဘာဝပေးအန်တရဲ့အဲထဲမှာဒီမိုးတွင်းချိန်ခါရေကြီးတဲ့ဟာကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော် ီဒီယိုလေးတွေဖြစ်ဖြစ်လိုက်လေးတွေဖြစ်ဖြစ်ကျွန်တော်ပြင်ပြပေးမှာပေါ့နော်အောက်ပိုင်းအနေပိုင်းမှာရှိတဲ့မိဘပြည်သူများကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက်ကိုဒါကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ကြိုတင်ပြင်ဆင်ထားတာမပေါ့ဘူးပေါ့နော်ရေရေဆိုတာရေဆိုတဲ့အမျိုးကလည်းဘူးဆိုတောင်မွားထိုးစင်းနိုင်ဘူးဆိုဘာမှလုပ်လို့မရဘူးပေါ့နော်ရေစင်းနေတယ်ရေစီးနေတယ်အမနီယံတော့ကိုနေရလေးရဆိုလို့ရှိရင်မနီယံတော့ကဒါအထစ်လေးရှိတယ်အခုအတိအထစ်တော့ကျတော့ညှို့ဝါကြီးပေါ့နော် မိုးမြင့်မှာပဲနဲ့ရေကြီးနေတယ်နော်တဲ့အဲဒါအောက်ဘက်မှာမိုးမြင့်ရဘူးဆိုပေမဲ့လည်းအထက်ဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်ဒီဇောင်းလူဘက်ကနေပြီးတော့ရေစီးဆင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုဆယ်ထဲမှာတော့ရေရတော့မရှိဘူးလို့ပြောတယ်ဇောင်းလူဆယ်ထဲမှာတော့အဲ့ဒီဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်အဲ့ဒီဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်ဒီဘက်ကိုအောက်ဘက်ကိုရေစီးဆင်းလာတာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်မိုးမြင့်ရဘူးဆိုပေမဲ့လည်းကျွန်တော်တို့1998ခုနှစ်က ဘခိုက်တာကျိုးဘကိုရေချံဟောဖက်လက်လက်နဲ့နှစ်ကဆိုလို့ရှိရင်ဒီလိုနေကြီးပူပြီးတော့ရေရကြင်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 နဲ့တရင်ရင်နဲ့ဒီအလားတက်လာတဲ့ပုံစံမျိုးပဲမိုးမယွာဘူးနေပူနေတယ်နေပူပြီးတော့ကြင်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 နဲ့ရေဟာတရင်ရင်နဲ့တက်လာတယ်ဟုတ်ကောကိုယ်တည်းနဲ့ခုနှစ်ခုနှစ်ကတည်းဘခိုက်တာကျိုးဘကိုရေချံဟောဖက်လက်လက်နဲ့နှစ်ကပေါ့နော်ဒီဟောနဲ့ဖရာကြီးကိုဆိုလို့ရှိရင်လမ်းမှာဒါကားလည်းမမြင်ရဘူးဆက်လီနဲ့သွားနေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးချိန်တော့ပါပေါ့ ရေများလိုက်တာတဲ့ဟုတ်ကဲ့ရေလေးနည်းနည်းများတယ်ဒါကတော့နှစ်စဉ်နှစ်တိုင်းဖြစ်နေကြဒါပကူးမြင့်ပကူးချောင်းရေကတော့ဒီတိုင်းပါပဲနှစ်စဉ်နှစ်တိုင်းဖြစ်နေကြပါပဲအာအနေပိုင်းကမိဘပြည်သူညီကိုမောင်မများအာကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်ကြိုတင်မပြင်ဆင်ထားနိုင်ရင်ပေါ်ပေါ်ဆဆနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လဲဒါမပြောတတ်ဘူးပေါ့ ကြောက်တင်ကုန်းပဲရေရောက်နိုင်လားတဲ့2023ခုနှစ်ကရေပုံတဲ့မျိုးဆိုရင်တော့ကြောက်တင်ကုန်းပဲလေရောက်နိုင်တယ်အခုလောလောဆယ်ကတော့ဒီရေမြို့မြောင်းနေဖော်နေတယ်တန်ဆင်းကြီးတွေလုံနေတယ်လမ်းတွေတက်တရရဖြစ်နေတယ်ချောင်းတွေနည်းနည်းလေးတိုးချက်နေတယ်ဆိုတဲ့တော့ကြောင့်ဒီကြောက်တင်ကုန်းပကူရေရောက်နိုင်လားဆိုတော့မရောက်နိုင်ဘူးကြောလို့တော့မရဘူးပေါ့နော်အမေပြိုတိုးတင်ပြင်ဆင်တာကတော့အကောင်းဆုံးပဲလို့တော့ကျွန်တော်ပြောချင်တာဒါလေးပဲရှိတယ်ကျန်တာတော့ပါမမရှိဘူးနော် ြစ်သွားမှာဒါဟာဖြစ်သွားပြီဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးဖြစ်သွားမှာဒါဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်တော့အဲ့ဒါအမမတက်နိုင်ပေါ့ခင်သာသခင်ရေကြောက်ကြီးစုရေစားဝင်နေပြီဆိုတော့ညီတို့ဒီမြစ်တာလမ်းထဲမှာရေအခုချိန်တို့ဘယ်လောက်ရှိလဲပြောပြပါဦးငါအခုအဲ့ဒီဟိုအဲ့ဒီဘက်ကိုလာဘလို့ဘာမှမဖြစ်ခင်ဘာမှမဖြစ်ခင်ကျူတင်ပြင်ဆင်လာတာအကောင်းဆုံးပဲပေါ့နော်မိဘပြည်သူညီကိုမော်တော်ပါဗျာ အားလုံးပဲစိတ်ချမ်းသာခြင်းကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေမရှိတဲ့စကားနာဝမှာမကြပြရစေနဲ့ခကြီးသုံးပါးမှလည်းကျော်လွှားနိုင်ပါစေနာမည်96ပါးယောဂဝိဒနာယူလဲဘိန်းကြရွက်ပေါ်ရှိမပင်တကဲ့သို့ခင်းစင်လွင့်ပြတ်ပပျောက်ပါစေဒီနေ့ဇူလိုင်လ10ရက်နေ့မှစပြီးတော့စိတ်ချမ်းသာခြင်းကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဒီဘလလပါတဲ့ဒီလက်ဖွင့်ပြပါတဲ့တိုးတက်ပါတဲ့ကောင်းသောတိတ်ကောင်းသောနမိတ်ကောင်းသောလက်လာပတ်များအမြဲတမ်းဝင်နိုင်ပါစေဇူလိုင်လ3ရက်နေ့မှစပြီးတော့ ဘာသူကဘာသာအလုံးစိတ်ချမ်းသာခြင်းကိုဒီမှာတင်နေပြည့်စုံကြပါစေတဘာဝဘေးအန္တရာယ်ကဆူကြီးမှလည်း power sin power king sin လွင့်ပြေပပျောက်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့တာရင်ကျွန်တော်ရဲ့လိုက်လျာဒီနေရာမှာကိတ္တခဏရင်နာခွင့်ပြုပါခင်ဗျာအားလုံးပဲကိုစိတ်နှပြတက်မှချမ်းသာရှင်လန်းနိုင်ကြပါစေခင်ဗျာ